သူအကျိုးပြုကိစ္စရပ်တွေထဲမှာလမ်းပန်းဆက်သွယ်ရေးအပါဝင်အခြေခံဆောက်အုံကောင်းမွန်အောင်တည်ဆောက်မှုတွေနဲ့တနိုင်ကလုံးအတိုင်းတာနဲ့ညှက်စင်မီနေရေးကိစ္စတွေလည်းပါဝင်ပါတယ်။ကျမတို့အစိုးရတာဝန်ယူချိန်မှာတနိုင်ကလုံးညှက်စင်မီအာရရှိမှုမှာ34ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။ဒီကနေ့ဒီအချိန်မှာတော့တနိုင်ကလုံးရဲ့58ရာခိုင်နှုန်းနီးပါးရရှိနေပြီးတော့2025ခုနှစ်မှာတနိုင်ကလုံးရဲ့85ရာခိုင်နှုန်း2000 30ပြည့်နှစ်မှာတနိုင်ငံလုံးတရားရဂိုင်းနှုံးကျော် ရရှိလာအောင်ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်းအသိပေးလိုပါတယ်။ဒါအပြင်လူတိုင်းလက်လှမ်းမိနိုင်တဲ့ကျန်းမာရေးလွှမ်းခြုံမှု Universal Health Coverage ဆိုတာကလည်းကျမတို့ဂတိကဝတ်ပြုထားခဲ့တာပါ။ရှေ့လာမယ့်9နှစ်တာအတွင်းမှာလိုအပ်တဲ့ဆေးဝါးပစ္စည်းကျန်းမာရေးအထောက်အကူပစ္စည်းတွေကိုပြည်တွင်းမှာပဲထုတ်လုပ်နိုင်ဖို့နိုင်ငံတကာအဆင့်မီဆေးရုံတွေဆေးကန်းတွေနဲ့ဝန်ဆောင်မှုပေးနိုင်ဖို့ ကျမရေးဆောင်ရှောက်မှုဆိုင်ရာဤပညာတွေတိုးတက်မြင့်မားလာဖို့ပြည်သူကျမရေးဆောင်ရှောက်မှုအဆင့်မြင့်တင်ပြီးပြည်ပထွက်ငွေလျှော့ချနိုင်ဖို့အတွက်ကျမရေးအထောက်အကူပြု လုပ်ငန်းတွေပယ်မှာယင်းနှိမ့်မြှနှာမှုတွေတရှိန်ထိုးတိုးတက်လာဖို့အထူးစီမံချက်တွေအခြားမှဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဲဒါကြောင့်မြမစီဝါရေးထိခိုက်မှုကိုတွန်းလှန်လူမြောက်နိုင်ရေးပြုပြင်ပြောင်းလဲရေးစီမံချက် MBRRP မူကြမ်းကိုရေးဆွဲထားပြီးဖြစ်ပါတယ်။ အဲ့ဒီစီမံချက်မှာပါတယ်ကာလလလူ90များအနေနဲ့အများဆုံးသိတာနိုင်တဲ့လူ90များကိုရွေးချယ်ပြီးအကောင့်ထဲပေါ်သွားမှာဖြစ်ပါတယ် MRRP ဟာစီဝါရေးကဏ္ဍကိုပုံမဆောင်ပေးထားပြီးအဲ့ဒီစီမံချက်မှာပါတဲ့လူ90များကိုအကောင့်ထဲပေါ်ခြင်းအပြင်မြန်မာနိုင်ငံရေရှည်တည်ထန့်ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံချက် ပါရည်မှန်းချက်များကိုအကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်ယင်းနှိမ့်နှံမှုများပုံမျောအကောင့် လာစေဖို့အတွက်ယင်းနှိမ့်မြှောက်နှံမှုအဆိုပြုလွှာများကိုလက်ခံစစ်ဆေးခွင့်ပြုပေးခြင်းထက်ယင်းနှိမ့်မြှောက်နှံမှုအခွင့်အရေးများဖန်တီးပြည်ပြည်ရင်းပြည်ပယင်းနှိမ့်မြှောက်နှံသူများဖိတ်ခေါ်ဆောင်ရွက်တော်မှာဖြစ်ပါတယ်။အဲဒါကြောင့်များမကြာမီအချိန်အတွင်းမှာပြည်ရင်းပြည်ပနဲ့ဖက်ဆက်ယင်းနှိမ့်မြှောက်နှံမှုတွေအကောင့်ထဲပေါ်တဲ့အခြေခံအဆောက်အဦတွေပေါ်လာနိုင်ဖို့ဆောင်ရွက်လျက်ရှိပါတယ်။ COVID-19 ကာလအတွင်းနဲ့ COVID-19 ကာလအလွန်များမှာစီးပွားရေးတုံ့ပြန်မှုအပေါ်အခြေခံပြည်ဗန္ဒာရေးနဲ့ငွေကြေးလှုံ့ဆော်မှုအများကိုထိရောက်စွာအကောင့်ထည့်ဖော်သွားမှာဖြစ်ပါတယ်။နိုင်ငံတော်အသုံးစရာများကိုလည်းထိရောက်တဲ့နေရာများမှာပုံမသုံးဆွဲပြီးပုတ်ကလိကခန္ဓာကိုပုံမတွန်းအားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။နိုင်ငံတကာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာအလွန်ရေးပါတဲ့ခန္ဓာတစ်ခုကတော့ပညာရေးခန္ဓာဖြစ်ပါတယ်။ ပညာရေးကန္တတိုးတက်မှုဟာရေရှည်လူ90တရားဖြစ်ပါတယ်။နိုင်ငံတော်အနေနဲ့လည်းပညာရေးကန္တဖွံ့ဖြိုးတိုးတက်လာစေဖို့နိုင်ငံတော်ယင်းနှိမ့်မြှောက်နှံမှုများပုံမှန်ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင်ပုဂ္ဂလ